မွတ်စလင်လက်နက်ကိုင်အာစာအဖွဲ့ကဖမ်းဆီးသွားတဲ့မောင်တော်မြို့နယ်တောင်ပိုင်းကင်းချောင်းကျွော်ကအမျိုးသမီးငယ်တယောက်အပါအဝင်ရွာသား၃ယောက်ကိုလိုက်လံရှာဖွေနေကြတာ၁၀ရက်လောက်ရှိပြီဖြစ်ပေမဲ့ရှာမတွေ့ရသေးဘူးလို့ရွာသားတွေကနရိစရာကိုပြောပါတယ်။ အေးအေးတက်ဖွဲ့နဲ့ရွာသားတွေပေါင်းပြီးတော့နေ့တိုင်းလိုလိုလိုက်ရှာနေကြပြီမဲ့ဘာအစအနမှလည်းမတွေ့ရသေးဘူးလို့ကင်းချောင်းဆရာတော်ကမိန့်ပါတယ်အသက်မပြည့်သေးတဲ့လေးတန်းကျောင်းသူလေးတယောက်အပါအဝင်နွားကျောင်းသွားကြတဲ့ကင်းချောင်းကျွရွာသား၃ယောက်ကိုအစအကျန်းဖက်အဖွဲ့ကအောက်တိုဘာလ24ရက်မှာဖမ်းဆီးသွားခဲ့တာပါ အာစာအဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတဲ့သူတွေကတော့ကင်းချောင်းကျွရကအသက်၁၀နှစ်အရွယ်လေးတန်းကျောင်းသူမတ်ငိန်စန်တာအသက်၂၂နှစ်အရွယ်မောင်ထွန်းအေးနဲ့အသက်၄၀အရွယ်ဥပထွန်းတို့ဖြစ်ကြပါတယ်။ရွာသားတွေနဲ့အာရခတပ်တော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကမေယူတောင်ကိုတော်နေပြီးလိုက်ရှာနေကြပေမဲ့လည်းအစအနရှာမတွေ့သေးဘူးလို့ဆိုပါတယ်။မွဆလင်လက်နက်ကိုင်အကြမ်းဖက်အာစာအဖွဲ့ဟာဘူးတီတောင်နဲ့မောင်တော်ဒေသကမွဆလင်မဟုတ်တဲ့ဌာနေတိုင်းရင်းသားတွေကိုမကြာခဏချုပ်ခိုတိုက် ထိုက်တာပြန်ပေးဆွဲတက်ဖြတ်တာတွေကိုကျူးလွန်နေလို့ဒေတာကန်တွေဘေးကင်းလုံခြုံရေးအတွက်စိန်ခေါ်မှုတရက်ဖြစ်နေကြတယ်လို့ဆိုပါတယ်ရှင်။